ဖက်စီတော်တင်ဟန်မက်ဆီဒီဘုံပေါင်းတို့ရဲ့ထိတ်တိုက်တွေးဆမှုတွေနဲ့စိတ်ဝင်စားစရာတင်းင်းကုန်နေပြီးပွဲစဉ်၅ပွဲသက်စူပါကွန်ပျူတာနဲ့အတူအမှန်ပြက်အားလုံးပဲမင်္ဂလာပါ CD Insider ကဘာမှကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့တင်းင်းကုန်နေညမှာကစားသွားမယ် Premier League ပွဲစဉ်၅ပွဲသက်ကိုစူပါကွန်ပျူတာရဲ့အမှန်ပြက်တွေနဲ့ဒီပြင်ဆက်ပေးကောင်းမှာဖြစ်ပါတယ်အစားအနေ CMB ကို YouTube မှာ Subscribe မလုပ်ထားရသေးရင်လုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ဒီမှာစနေနေ့ည7:00နာရီတနင်္ဂနွေနေ့မနက်အစောပိုင်းမှာတော့ Tottenham Hotspur ကချေစီးကိုအိမ်ဝင်းမှာရင်ဆိုင်ကစားသွားမှာပါကျန်ခဲ့တဲ့ဘက်ကတော့ Tottenham တို့ Everton ကိုသူတို့ရဲ့အိမ်ဝင်းတစ် A tickets မှာ Z3 နဲ့နိုင်ယူပြီးအမှတ်ပေးစရာအဆင့်၃နေရာပြီးစပါးတို့ခုန်တက်လာပါတယ်အဆင့်၆ကနေ၃အထိဆိုတော့အရင်တစ်ပတ်ကအဆင့်အများကြီးခုန်နိုင်ခဲ့တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်ထားတာပါပရိသတ်တွေကတော့ Liverpool, Man United, City နောက်တန်းတက်အသင်းဆန်ဒလန်တို့နဲ့လှုပ်ရှုပ်နေတဲ့မှာတောမတ်စ်ဖရန်ရဲ့စပားကအမှတ်ပေးပြိုင်ပွဲမှာအမှန်ကန်ကိုလှုပ်ပြနေတာပါတွင်းကိုအများဆုံး16ဂိုးပေးကိုမှသူဒုတိယအနည်းဆုံး6ကွာချချက်ပလတ်စတန်နဲ့စပားတို့ချက်ပြုတ်နေပါတယ်ဒီတစ်ပတ်မှာတော့ပြိုင်ပွဲဆုံးခြေစွမ်းမျှပြီးအားကောင်းနေတဲ့ခြေစီးကိုစပားတို့အိမ်ကွင်းမှာအဲ့ကန်ကစားသွားပါမယ်ခြေစီးကပြိုင်ပွဲဆုံးမှာတင်ကြန်နေသေးတယ်လို့နိုင်တဲ့ပွဲတွေနိုင်ရှုံးတဲ့ပွဲတွေရှုံးပြီးတွားရှုံးလို့မရတဲ့အနေအထားကိုပိုင်ဆိုင်ထားတာပါ စပါးရဲ့သွားနေတဲ့ပုံစံကကြတော့တမျိုးပါဂျားရဲ့ EFL က round 4မှာ Newcastle ကိုရှုံးပြီးတော့ထွက်သွားပါပြီချဲစီနဲ့ရင်ဆိုင်ရမယ့် London Derby မှာတော့အရှုံးကနေနိုးထားဖို့အင်ဂျင်ကိုကြိုးစားရပါမယ်အန်ဆိုမာရိုစကာရဲ့အသင်းကလည်း Sunderland ကို Stamford Bridge မှာရှုံးလိုက်တာကရှုံးချက်နာသွားတဲ့အပြင်အရှင်ရနေတဲ့မီးပြလည်းပြားအောက်ရောက်သွားပါတယ်ဂျားရဲ့မှာတော့ရေနစ်နေတဲ့ဟုကိုအဝေးကွင်းမှာ Nani EFL က quarter final ကိုတက်ရောက်ထားတာပါချဲစီဘက်ကတော့အချင်းချင်းပြိုင်ပွဲတွေမြင်တွေ့ထားတယ်လို့တိုက်စစ်မှုရဲ့လို့ အတိတကျမရှိပဲကြုံတဲ့သူတွေကဂိုးတက်သွင်းရင် နိုင်ပွဲတွေရှာနေတာပါတစ်ဖက်မှာစပါးကတော့ HOC ဂုံးလူလက်ထက်ကထက်အများကြီးအားကောင်းသွားပါပြီနောက်ဆုံးအမှတ်ပေး6ပွဲမှာ9ပွဲနဲ့2ပွဲတည်းရင်2ပွဲချုံ18မှတ်စုဆောင်ထားနိုင်ပါတယ်စပါးရဲ့ထူးခြားချက်ကတော့ရာထားတဲ့18မှတ်ထဲမှာ14မှတ်ကအဝေးကွင်းပွဲတွေကနေရှာဖွေထားနိုင်တာပါအိမ်ကွင်းကနေ3မှတ်ပဲရပါသေးတယ်ဒီရသည်အိမ်ကွင်းအားအနည်းဆုံးအသင်း9အသင်းထဲမှာစပါးပါဝင်နေပါတယ် ဒါကြောင့်လည်းစူပါကွန်ပျူတာကအင်ရှင်တွေကို99ဂျေ33ဒသမ400ခန့်လုံးပဲပေးထားပြီးတော့အဲ့တဲ့ဖြည့်စည်းအနေနဲ့ကတော့90ဂျေ40ဒသမ400ခန့်လုံးရထားပါတယ်။ဒီနှစ်သိန်းကြာတည်းရကြသွားနိုင်ဂျေက25ဒသမ900ခန့်လုံးပါ။စူပါကအိမ်ကွင်းအားနည်းနေတဲ့အချိန်မှာဖြည့်စည်းကအဝေးကွင်းအားကောင်းနေရပါ။နောက်ဆုံး9ပွဲမှာ4ပွဲနိုင်2ပွဲတည်း2ပွဲပဲရှုံးထားပါတယ်။ဒီနှစ်သိန်းကြာထိတိုက်တွေးဆမှုရလဒ်တွေကိုကြည့်ရင်တော့ဖြည့်စည်းဘက်ကအပြတ်အသတ်အသားရထားပါတယ်။22ပွဲနိုင်6ပွဲတာရှုံးနေထားတာပါ။ နောက်ဆုံး၄ပွဲသက်တိုက်လည်းချယ်ဆီကစပါးကိုနိုင်ရထားပါတယ်။ချယ်ဆီပြိသက်တွေကတော့ဒီပွဲမှာနိုင်ပွဲရဖို့ယုံကြည်ချက်အပြည့်ဖြစ်နေမယ်ထင်ပါတယ်။သို့တော့ CIB ကတော့ဒီပွဲကိုတူးတူးသေးကျသွားမယ်လို့ပဲခန့်မှန်းတင်ပါတယ်။ဒုတိယပွဲစဉ်အဖြစ်မြန်မာစံတော်ချိန်ည၂နာရီခွဲမှာလော်ဘတ်ဘူးကအက်စတိုဗီလာကိုဧည့်ခံကစားသွားမှာပါ။ဒီဘက်နှစ်တွေမှာကြုံခဲ့ရသလောက်ပါဘူးဘလောက်ပဲအချိန်နေဆိုဆိုအန်စီမှာတော့အသေးနိုင်ကရုံးကန်ရပါပဲ။လက်ရှိအနေထားရတော့ပါဘူးကိုယ်တိုင်ကခုခုကိုပြန်မကယ်တင်နိုင်တဲ့အချိန်နေဆက်ရောက်နေပါတယ်။ မီးပြအာနက်စလော့အတွက်လည်းအပူမီးဝိုင်းနေတာပါတို့ပေတဲ့ EFL ကတ်မှာတော့အဓိကကစားသမားတွေအားလုံးမီးပေါက်အောင်နားပေးခဲ့ပြီးဆယ်ကျော်သက်ကစားသမား6ယောက်နောက်အရင်ကစားသမားအများစုနဲ့ Crystal Palace ကိုယင်းဆိုင်ကစားရင်း V3 နဲ့ချုံးနေသွားပါတယ်အသေးအတွက်သက်အကျိုးမဖြစ်ထွန်းနိုင်တဲ့ Super League တလုံးကနေကိုယ်သဘောနဲ့ကိုယ်လဘဘူးကထထွက်သွားတဲ့ပုံစံမျိုးပါမိုက်ပါတယ်ဒါမဲ့စနေညမှာယင်းဆိုင်ကြမဲ့ပေါ့ဘူးနဲ့ Villa ကတော့တင်းကို15 message အသီးသီးရရှိတာပဲအမှတ်ပြစရာ9နဲ့10မှာအစင်လိုက်ရက်တည်နေပါတယ် အမဘိဖလာ9ဘွဲ့စက်လိုက်နိုင်ရထားတဲ့ပါဘူးကနောက်ဆုံး4ဘွဲ့စက်ကိုတော့ရှုံးထားတာပါ။မီလာနဲ့ပွဲမှာ9ဘွဲ့စက်မရှုံးဖို့အတွက်ကြိုးစားသွားရပါမယ်။အကယ်၍မီလာကသာရှုံးနိုင်တော့1950ခုစက်တင်ဘာလက9ဘွဲ့စက်ရှုံးခဲ့ဘူးတဲ့။ခေဟောင်းလီဗာပူးရဲ့စံချိန်နဲ့လက်ရှိလီဗာပူးတို့တွားပြီးတော့တူညီနေမှာဖြစ်ပါတဲ့။ကျွန်တော်တို့စစ်အေးခကြီးကတင်ရောက်သွားမှာပါ။ဒါကတော့အဆင်မပြေပါဘူး။အဲ့ဒီဗီလာသင်းကတော့လောလောလတ်လတ်ပဲမန်စီးတီကိုအိမ်ကွေးမှာ1-0နဲ့အနိုင်ရထားပါတယ်။ဒါအပြင်နောက်ဆုံးအမှတ်ပေး4ဘွဲ့စက်လည်းအနိုင်ရထားတဲ့အပင်းပါ။ ေဗာဘူးကိုနိုင်လိုက်ရင်ဦးနိုင်အမ်ရီရဲ့တင်းအတွက်တော့၅ပွဲဆက်နိုင်ပွဲဖြစ်သွားပါလိမ့်မယ်။မီလာတော့ကလည်းအကယ်၍နိုင်ခဲ့ရင်ပထမဆုံး၅ပွဲနိုင်ပွဲပြောက်ပြီးပါနောက်ဆုံး၅ပွဲဆက်ပြန်နိုင်တဲ့1936 38ခုနှစ်ကပရက်စတန်အသေးလောက်ကြခဲ့တဲ့ဆန်ဂျီနဲ့တွားရောက်တူညီဖို့ရှိနေပါတယ်။ပွဲကတော့စိတ်ဝင်စားစရာပါ။အာနက်စလော့ရဲ့အသင်းကအမြင်ဘောတွေကင်တွေ့ရမှာအားနည်းနေပါတယ်။ဒီလာကဒါကိုအကောင်းဆုံးအသုံးချလာပါလိမ့်မယ်။စူပါကွန်ပျူတာကတော့ဒီပွဲမှာဧည့်သည်လေဘဘူးကပဲအနိုင်ရသွားမယ်လို့ခန့်မှန်းပေးထားပြီး1956တက်မှ900ကိုင်းတုန်းအထိပေးထားပါတယ်။ အင်းရှင်အသိအတွက်ကတော့အနိုင်ရဖို့30တက်သမ8ရာခိုင်နှုန်းသာရှိပါတယ်။ဒီနေ့မှာတော့တနင်္ဂနွေညဘက်ကိုရောက်သွားပြီ။ခုနပွဲတွေရောက်တနင်္ဂနွေမနက်အစောပိုင်းတွေမှာကန်သွားမယ်ပွဲတွေပါ။အခုတနင်္ဂနွေညပွဲစဉ်တွေမှာဆိုရင်ညမစနေကျင်ည8နာရီဝဲမှာဝက်ဆမ်ကနယူကာဆယ်ကိုရင်ဆိုင်သွားပါမယ်။ဒီပွဲမှာဝက်ဆမ်နီးပြတဲ့နူနိုဆန်တို့အတွက်9ဝက်မြောက်ကင်တွေရတာဖြစ်ပြီးဒုတိယမြောက်အင်ကွင်းပွဲစဉ်မှာဖြစ်၄ပွဲမှာတော့3ပွဲရှုံး2ပွဲတည်းကြာထားပါတယ်။ယူကာဆယ်ကတော့ရာသီအစမှာအနည်းငယ်ချေချော်ခဲ့ပေမဲ့တဖြည်းဖြည်း နိုင်ပွဲလမ်းကြောင်းပေါ်ပြန်ရောက်လာပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာ Brighton တသင်းတည်းကိုပဲရှုံးနေထားပြီး9ပွဲအထိအနိုင်ရထားပါတယ်။ထို့သော EFL ကမှာ Spurs ကိုအနိုင်ရတာလောက်ပဲအသင်းကြီးပါပြီးကျွန်တော်ကတော့ပုံမှန်အသင်းတွေလို့ပြောလို့ရပါတယ်။ဒါအပြင်ငှက်ကြားတွေရဲ့ဝေးကွင်းရလဒ်တွေကအားရစရာမကောင်းပါဘူး။နောက်ဆုံးဝေးကွင်း9ပွဲမှာ4ပွဲတည်း3ပွဲရှုံးနေထားပါတယ်။ကောင်းတဲ့တစ်ချက်ဆွဲထုတ်ရရင်တော့ head to head မှာတော့ Newcastle က West Ham ကိုအသာစီးရနေတာပါ။ London Stadium မှာလာကန်တဲ့အဝေးကွင်း9ပွဲမှာ9ပွဲနဲ့2ပွဲတည်းရထားပါတယ်။ အရှင်ဝဟန်းကိုရင်ကလည်းအရင်ယာတီတွေကလို့မဟုတ်ပဲဒီယာတီမှာပြုတ်ဖက်နေပြီးတော့ကိုးပွဲကစားပြီး၄မှတ်ပဲရတော့အဆင့်၁၆နေရာမှာရှိနေပါတယ်စူပါကွန်ပျူတာကတော့အရှင်တွေကိုနိုင်ကျင်၂၄ဒသမ၃ရာခိုင်နှုန်းပဲပေးထားပြီးတော့တဲ့တင်ယူကာဆင်မှာတော့နိုင်နိုင်ဖို့၅၀ဒသမ၅ရာခိုင်နှုန်းရှိနေပါတယ်ဒီမှာတော့ data အခြေပြုခံမှန်းတာဖြစ်တာကြောင့်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုတော့ထည့်သွင်းမပြောတော့ပါဘူးဒါပေမဲ့ဝက်ဆန်ရဲ့ခံစစ်တန်းကအတော့ဆိုးရွားနေပြီးတော့ပရီးမီးယားလိမှာပေးကုန်းနေစင်နဲ့အဆိုးဆုံးဖြစ်နေပါတယ် ဟမ်မတ်စ်တွေအနေနဲ့အမှတ်ပေးအဖွင့်ပွဲ၁၀ပွဲကစားပြီး၈ပွဲရှုံးနေဆိုတာအပြင်သမိုင်းမှာမရှိသေးပါဘူး။သို့တော်နယူကာဆင်ရဲ့အတွေ့အကြုံတော့ဒီမှတ်တမ်းစုကိုဝက်ဆမ်တို့ရေးထိုးသွားမလားဆိုတော့စိတ်ဝင်စားစောင့်ကြည့်သွားမှာပါ။ပွဲစဉ်၄မှာတော့ညီမစံတော်ချိန်ည၁၇နာရီမှာမန်စီးရီးကအင်ဂွေအီတီယံမှာဘုံမောက်ကိုဧည့်ခံကစားသွားပါမယ်။ကြရဲ့ EFL က round 4မှာတော့ Swansea City ကို3-1နဲ့အနိုင်ယူပြီးအရင်တစ်ပတ်က Villa နဲ့ပွဲကအရှုံးကနေ City ကိုခက်မြန်မြန်ပဲနိုးထလာခဲ့ပါတယ် ီနေရာမှာတခုတတိပြောရမှာကအခုအချိန်မှာမန်စီးရီးယားသူတို့ရဲ့အကောင်းဆုံးလူချင်းအကောင်းဆုံးပုံစံကိုမရရှိသေးဘူးဆိုတာပါပဲ။ဗန်ကားကပြန်လာနိုင်ခဲ့တဲ့ Ryan Charkey, Obama Mush, Inori Kovacic တို့ကိုပေါင်းထည့်နိုင်ပြီဆိုရင်လက်ရှိအသင်းကပိုအားကောင်းလာဖို့ရှိပါတယ်။ပုံမှန်လေးလေးပြောရရင်တော့စီးရီးယားအကောင်းဆုံးပုံစံကို City ပြည်သက်တွေကလွှဲရင်ပဲအသင်းမှာချိန်ချင်မှာမဟုတ်လို့ဖြစ်နိုင်တော့ရမယ့်အပြည့်ယူမယ်ဆိုတဲ့အသင်းတွေကြီးပဲကျွန်တော်တို့တွေ့ရမှာပါ။ဒီအသေးနေတဲ့မှာဒီတစ်ပတ်ရင်ဆိုင်သွားရမယ်ဘုံပေါက်ကအဲ့လိုအသင်းကြီးတွေကိုဒုက္ခပေးနေနေမှာဆရာတဆူလို့ပဲဆိုရပါမယ် ဘုံပေါက်ကိုပြိတ္တရီက cherry ဆိုပြီးနာမည်ပြောင်းပေးထားပါတယ်တို့တော့ cherry ဆိုလို့အချင်းလို့သွားမှန်ရင်တော့ဒုက္ခရောက်သွားပါလိမ့်ဒီကဒီမှာလဘဘူးကို42နဲ့ပွဲဥထွက်ရှုံးပြီးကလေးကအမှတ်ပြပြိုင်ပွဲမှာဘုံပေါက်တို့ရှစ်ပွဲဆက်မရှုံးထားပါဘူးဒီထဲမှာစပွားကိုဝေးကွင်းမှာအနိုင်ရတဲ့ပွဲ brighton ကိုအနိုင်ရတဲ့ပွဲလို့ပွဲကောင်းနေလဲပါဝင်ပါတယ်တို့တော့ဘုံပေါက်တို့တကယ့်ပွဲချက်ကာလကနိုဝင်ဘာလမှာစမှာပါ man city နဲ့စဖွင့်ပါမယ်စူပါကွန်ပျူတာကလည်းဘုံပေါက်ရဲ့ရှစ်ပွဲဆက်ရှုံးပွဲမရှိရတဲ့ခြေစောင်းကိုသိပြီးအထင်ကြီးနေဟန်တော့မပြပါဘူး ပွဲအကျိုး data တွေကိုတွက်ထုတ်ထားကြရဒီပွဲမှာ AC Man City က90.61%ခန့်လုံးရှိနေပြီးတော့ဧည့်သည်အသင်းဘက်က90.68%ခန့်လုံးသာရှိနေပါတယ်။ Arsenal ပြီးရင် Man City ကဒီတစ်ပတ်မှာဒုတိယမြောက်90%အငင်းဆုံးအသင်းလည်းဖြစ်နေတာပါ။ဘုံမောင်ရဲ့လက်ရှိခြေစွမ်းနဲ့ဆို City ကိုဒုက္ခပေးနိုင်ခြေရှိတယ်လို့ဂျမန်ညိုခူပီတို့ကလည်း၂ယောက်ပေါင်း twin goal 73 goal အထိရထားကြတာပါ။သို့တော်ဒီနှစ်သင်းအကြာထိတ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ City ဘက်က18ပွဲနိုင် ုံမောက်ဘက်ကတပွဲတာနိုင်ရထားပါတယ်။နှစ်သင်းကြားထဲမှာတရေပွဲဆိုတာလုံးဝမရှိထားတာပါ။ပရီးမီယာလိထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံး၅ချိန်မှာ4-1 6-1 3-1ဆိုတဲ့ရလဒ်တွေအပါအဝင်ပွဲတိုင်းစီးတီးကအသာရထားပါတယ်။နောက်တဲ့တစ်ချက်ကိုဆွဲထုတ်ပြရရင်တော့ဘုံမောက်ကအာလင်းဟာလင်းအကြိုက်ပင်းမျိုးတော့ဟုတ်မလို့ပါ။မိနစ်နဲ့သွင်းကိုချိုးချလိုက်ရင်436မိနစ်မှာပါတကူတာဘုံမောက်ဘက်ကိုဟာလန်သွင်းယူထားနိုင်ပါတယ်။နော်ဝေးတက်စင်ကိုအနေနဲ့ဘုံမောက်နဲ့သူ့ရဲ့ဆိုးရွားတဲ့မှတ်တမ်းကိုရှော့ချခြင်း ဒါမဲ့အိမ်ကွင်းပွဲစဉ်မှာနှစ်ကိုးနဲ့အထက်တော့တွင်းယူဖို့လိုပါတယ်။ဒီပွဲမှာတော့ CIB ကစူပါကွန်ပျူတာရဲ့အတူရက်ပြီးတင်ပြီး CT3 ဘုံမောက်1လို့ပဲခံမှန်းပေးကြပါတယ်။တနင်္လာနေ့ညကိုကျွန်တော်တို့ရောက်သွားပါပြီ။ Premier League ပွဲစဉ်30ကိုတော့ Sunderland Everton တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုနဲ့ပိတ်သိမ်းပါမယ်။ညမှာစံတော်ချိန်ည2နာရီခွဲမှာကစားသွားမှာပါ။စူပါကွန်ပျူတာကအင်ရှင်ဆန်ဒါလန်ကို9.32ရဲ့မှ2ရာဂိုင်းလုံးပေးထားပြီးတော့ဧည့်သည်အေဗာဒန်ကို9.42ရဲ့မှ4ရာဂိုင်းလုံးအထိအောင်ပေးထားပါတယ် လက်ရှိမှာဆန်ဒါလန်ကအမှတ်ပေးစရာအဆင့်၄နေရာမှာ18မှတ်နဲ့ရပ်တည်နေပြီး1999နောက်ပိုင်းအကောင်းဆုံးတာထွက်ကိုကြောင်းနဲ့တွေပိုင်ဆိုင်ထားပါတယ်ဒီပွဲမှာသာအနိုင်ရလိုက်ရင်2014နောက်ပိုင်းပထမဆုံးအကြိမ်3ပွဲဆက်နိုင်ပွဲမှတ်တမ်းကဆန်ဒါလန်အတွက်ဖြစ်လာပါလိမ့်မယ်သို့တော်ဒီနှစ်တင်းရဲ့ကြောင်းနောက်ဆုံးတွေ့ဆုံမှု9အကြိမ်ကိုပြင်ကြည့်ရင်တော့ Everton က၄ကြိမ်နိုင်ရတာပြီးဆန်ဒါလန်က2ကြိမ်သာနိုင်ရထားပါတယ်2019မှာနောက်ဆုံးတွေ့ဆုံထားတာဆိုတော့တော်တော်လေးတော့ကြာခဲ့ပါပြီ။စူပါကွန်ပျူတာက data ဟောင်းနေတဲ့ထိတဲ့တွေ့ဆုံမှုတွေကိုပါပို့ပြီးအသားပေးတွက်ချက်ထားပုံရပါတယ်။ ို့တော့ CIB ကတော့ဒီပွဲမှာသေရကြသွားမယ်လို့ထင်နေပါတယ်။နောက်ဆုံး Premier League ပွဲမှာ Everton ကအဝေးပွဲမှာ City ကိုဟာလန်ရဲ့တွင်းကို၂ဂိုးကြောင့်သာရှုံးခဲ့တာဖြစ်ပြီးလူဆောင်တက်ဆောင်တဲ့ Everton ဘက်ကထည့်တွင်းခွင့်မရခဲ့တာလည်းကြောင့်လည်းပါပါတယ်။ Sunderland ရဲ့ပွဲမှာတော့အမှတ်ခွဲယူသွားမယ်လို့မြင်နေပါတယ်။ဒါကတော့တနင်္ဂနွေနေ့ညမှာကစားသွားမယ်ပရီးမီးယားလိပွဲစဉ်၅ပွဲဆက်ကို CIB ကစူပါကွန်ပျူတာနဲ့အတူဥပွဲပြီးတော့ခံမှန်းပေးသွားတာဖြစ်ပါတယ်။ ဒီပွဲစဉ်၅ပွဲမှာဘယ်ပွဲတွေကိုရင်ခုန်ပြီးတော့ကြည့်ချင်တယ်လဲဆိုတာကိုလည်းကွန်မန့်မှာမှန်သွားနိုင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ